ခေရအောင်မင်္ဂလာပါကောင်းကင်စီဒီပထိုးတွေမှာအာဟိုတယ်ရဲ့အရှိတွေမှာနေရက်ခြံဝင်းတွေမှာအမျိုးကွန်ကရစ်ကွန်ကရစ်လောင်းမဲ့စားဒီလိုမျိုးကွန်ကရစ်ဘလောက်တုံးလေးတွေကိုဝေပြီးတော့မှအာခင်းထားမယ်ဆိုရင်တော်တော်လေးမှအာလှလပပလေးနဲ့ဒီလိုလေးအာတန်တန်ပြပြလေးနဲ့ပေါ့နော်ဒီညညာလေးခက်ခက်နန်းနန်းလေးနဲ့ရှိမှာပေါ့နော်မိမိရဲ့နေအိမ်တွေဟိုတယ်တွေ အာမိမိရဲ့ main ခြံဝန်းလေးတွေပေါ့နော်အဲ့လိုမျိုးခင်းချင်နေဆိုရင်ကျွန်တော်တို့စီကနေပြီးတော့ concrete block တုံးလေးတွေကိုမှာယူအားပြုလို့ရပါတယ်ဒီလိုမျိုး concrete block တုံးလေးတွေကအရန်မှာကျိုးပြီးတော့မှကားကားတွေအနင်းခံတယ်ပေါ့နော်ကားတွေဘာတွေအထွက်ဝင်ရှိတယ်ခြံဝန်းတွေမှာဆိုရင်လည်းဒီကောင်တွေကိုလုံးဝစိုးရင်စရာမလိုဘဲနဲ့ခင်းလို့ရတယ်ပေါ့နော်အဲ့တော့ဒီဒီကောင်လေးနဲ့လိုက်ဆက်ပေးရမှာဆိုရင်ဒီကောင်ကကျတော့ရှင်းလမရှင်းလမ က်လေးအဝိုင်းပုံစံမျိုးပေါ့နော်ဒီဟာလေးကမှကျွန်တော်ကကြာတော့အခုကကြာတော့အယောင်လေးတွေပေါ့နော်ချထားတာပေါ့ဒီလိုများအကိုကအယောင်၂ယောင်လောက်ကိုပဲအဆက်ပြီးတော့ခင်းသွားမယ်အယောင်၃ယောင်လောက်ကိုပဲဆက်ပြီးတော့ခင်းသွားမယ်ဆိုရင်လည်းဒီလိုလေးလှတယ်ပြဒီဟာလေးတွေကဒီကောင်လေးရဲ့အယောင်လေးတွေအကြတော့အခင်း၃ယောင်ရှိမယ်လီမိုယောင်အာချိုကလက်ယောင်ရှိမယ်အစင်းယောင်ရှိမယ်လီမိုယောင်ရှိမယ်အမေးယောင်အနေယောင်ရှိမယ် အဝါရောင်ရှိမယ်ဗောနော်ဟိုဘက်ကဆိုရင်အယောင်မပါဘဲနဲ့ဘီလက်မီဒါအယောင်နဲ့လေးရပါတယ်ခင်ဗျအဲအဲ့လိုပုံစံမျိုးအယောင်လေးတွေကိုကိုအမြင်ကျင်ကျေသလောက်ဗောနော်ကိုကြိုက်တဲ့အယောင်နဲ့အာကိုရခြံဝန်းလေးတွေကိုဗောနော်ပုံဖော်ပြီးတော့မှအရန်လှတဲ့အာခန္ဓာခန္ဓာလုံးနဲ့အင်အင်ကိုအော်အော်တိဆောက်ပုံဖော်လို့ရတယ်နော်